ကံစားဒေါသပြေလွန်နေတဲ့တည်တံရောင်းမှာမိစင်များဒီများအားလုံးကိုကျမ်းမာပါတော့ကျွန်တော်တို့ဖောက်ထွက်ခြင်းနဲ့တော့တော့ဆက်ပါလိမ့်မယ်ကျွန်တော်တို့ရင်ဆိုင်ရတဲ့ရန်သူစစ်အာဏာရှင်စနစ်ဟာစစ်ဆိုးရစစ်အုပ်စုစစ်ဘီရိုကရက်ဆိုတဲ့ထောက်တိုင်ကြီးတုံးမှုနဲ့အခိုင်အမာဖော်ပြထားပါတယ်ဒီလိုအခိုင်အမာဖော်ပြရတဲ့ရန်သူကိုအမြင့်ပြတ်ချိန်မုန်းနိုင်လို့ဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဒီနေ့လေးလာလေးလုပ်ဖို့လိုပါတယ်လေးလာလေးဆိုတာကကိုယ့်ကိုယ်ကိုတိစားဝေးခဲ့ဖြစ်ပါတယ် ်ရန်သူကကျွန်တော်တို့ထက်ယုံပိုင်းဆိုင်ရာယုံဝတ္ထုတာလုံးအောက်ကောင်းနေတဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့တော်လိုင်းတန်တဲ့ဓာတ်ခိုင်မာပြတ်သားမှုရှိမှသာဒီခီးကိုအဆုံးတိုင်းရှောင်လန်းနိုင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲဘော်ညီညာရေးကနေပြီးတော့တပ်ဖုံးကြီးတခင်တင်းပေရေးထားတဲ့လက်ငဲတို့တော်ဝင်ဆိုတဲ့စာအုပ်ကိုရဲဘော်များမိတ်ဆွေများပြည်သူများနဲ့အတူလေ့လာရေးပြုလုပ်သွားမှာဖြစ်ပါတယ်အရင်ဆုံးဒီစာအုပ်လေးအကြောင်းကိုမိတ်ဆက်ပေးခြင်းပါတယ် တဟောင်းကြီးတခင်နိဗ္ဗာန်ရေးထားတဲ့လက်ငင်းတုဒ္ဓဝင်စာအုပ်က1938 1300ရေတော်ဝင်နောက်ပိုင်း1940ဝန်းကျင်မှာတခင်သိမ့်ဖေရနေပြီးတော့မြမနိုင်ငံကောင်းဆောင်ရည်အနေနဲ့ဒါဆက်လုပ်တင်နေဆိုတဲ့အကြောင်းအရာကိုရေးသားဖော်ပြထားတဲ့စာအုပ်တွေဖြစ်ပါတယ်။ဒီစာအုပ်ရေးသားတဲ့1940ခုနှစ်နဲ့လက်ရှိကာလ2025ခုနှစ်နဲ့အခြားတဲ့မှာဆိုလို့ရှိရင်85နှစ်တောင်ခြားနာပါတယ်။ဒါဆိုမဲ့လက်ရှိအခင်းချင်းနဲ့အဲ့ဒီကာလအခင်းချင်းမတူညီဘူးဆိုလို့ရှိရင်တော့ ဒီစာဥပပေးရဲ့အနှစ်ကာလတွေကယနေ့ထိတော်တော်ဝင်နေဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ Podcast Channel ကနေလေးလာရေးအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်။အရင်ဆုံးတခင်သိမ့်ပြီးရေးထားတဲ့ဒီစာဥထဲကအကြောင်းအရာတွေကိုဖတ်ပြချင်ပါတယ်။စိတ်တွေရိုးရိုးရွားရွားဖြစ်အောင်လူလူစုကစိုင်းတီးပေးတော့ကြောင်းကြားရတဲ့လူလူစုကစိုင်းရှိတို့လာရောက်ပြီးကကြပုံပြီ။ဘာပြီးပါကဘလို့ကပြီးနေဘလို့ဆိုဘယ်ဆက်ပေတို့စီကပကုံးပြဟူ၍ တော်တဲ့ညွန်ပြမိသူတို့ကမရှိခင်ကြောက်တော့ထင်လို့ကကြလေပြီအားလုံးမကြမီကရင်ကရင်မောကြလက်တန်းချကြကုန်ဇက်ကွအေးမလဲအစုံမတက်ခဲရက်လိုက်ရပြီယနေ့လက်ရှိနိုင်ငံရေးကိုစဉ်းစားကြည့်လိုက်ရင်ကြားရသူတို့ထား၍ကလိုက်ချင်အောင်တီးနိုင်လူကောင်းဆောင်သာညားလေပြီဇက်ကွအေးလေလေနှင့်အစုံကောက်ကနိုင်တတ်နိုင်ရန်စီစဉ်ပေးနိုင်ပြီ ခေါင်းလာတာရှားလာပြီကျွန်တော်အနေနဲ့တခါတော့ပြန်ပြီးဖတ်ပြခွင့်ပြုပါဒီရိုးရိုးရွာရွာဖြစ်အောင်လူတစုကစိုင်းတီးပေးတော့ကြောင်းကြားရတဲ့လူတစုဒီစိုင်းရှိလို့လာရောက်ရကကြကုန်ပြီဘာပြီးဘာကဘလို့ကပြီးနေဘလို့ဆိုဘဲဆက်တယ်လို့စီကာတကုံးပြမှုရတွင်တွင်ညွှန်ပြသည့်သူတို့ကမရှိသဖြင့်ရောက်တော့ထင်လို့ကကြပြီ အားလုံးမကြမီကာရင်ကာရင်မောကြလက်တန်းချကြကုန်ဇက်ကွက်အရင်မလဲအဆုံးမတက်ပဲရက်လိုက်ရည်ယနေ့လက်ရှိနိုင်ငံလေးကိုစဉ်းစားကြည့်လိုက်ရင်ကြားရသူတို့ထား၍ကားလိုက်ခြင်းအောင်တီးနိုင်သူခေါင်းဆောင်ကများပြီဇက်ကွက်အရင်လေလေနဲ့အဆုံးကောင်းကနိုင်ပြနိုင်ရင်စီစဉ်ပေးနိုင်ပြီးခေါင်းဆောင်ကရှာရတယ် တကင်တင်းခင်ကဒီစာတိုက်လေးကိုဘာကြောင့်ရေးခဲ့လဲဆိုလို့ရှင်ထောင်သောအမည်လူလူရေးတော်ပုံကြီးပေါ်လာတဲ့အခါမှာလေသမားတွေကသူတို့လည်းတွေကနေဆွန့်ပါပြီးတော့လူလားချက်တွေကိုတောင်းဆိုဆန္ဒပြကြပါတယ်။လူသမားတွေဆိုလို့ရှင်လည်းစိတ်ရောလူလူတွေကနေဆွန့်ပါပြီးတော့သူတို့လူလားချက်တွေကိုတောင်းဆိုဆန္ဒပြကြတယ်။ကျောင်းသားတွေဆိုလို့ရှင်လည်းစာသင်ခန်းတွေကိုဆွန့်ပါပြီးတော့သူတို့လူလားချက်တွေကိုတောင်းဆိုဆန္ဒပြကြပါတယ်။ဒီလိုမျိုးလူလူကြီးတည့်ရလို့တောက်ရှားမှုတွေမှာပါဝင်လာနိုင်အောင် ကောင်းဆောင်နေအတီးဒီကနေကန္တာအတီးဒီကပေါ်ဆောင်နိုင်ပေမဲ့တကယ်တကယ်လူလူကြီးကလှုပ်ရှားမှုတွေပါဝင်လာတဲ့အချိန်မှာ national english ကိုအမြင့်ပြတ်တိုက်နိုင်တဲ့အထီးကိုဘယ်ကောင်းဆောင်မှာမှလမ်းညွှန်မှုမပေးနိုင်ပါဘူးဒါကိုတဖုံးကြီးတခင်သိနေကမင်းတို့ကလူလူကြီးပါလာအောင်စိုင်းကြည့်ပြီးတော့ခေါ်တယ်လို့မျိုးပတ်ပြိုးနေစင်ပြီးခေါ်တယ်လို့မျိုးခေါ်နိုင်ပေမဲ့တကယ်တကယ်လက်တွေ့ကြတော့တကယ်ရန်သူဖြစ်တဲ့ english နေချက်ကိုတိုက်နိုင်တဲ့အထီးဘယ်သူမှစီစီညွှန်ပြနိုင်မှာမရှိဘူး ဇက်ကတူလို့ပဲကွာမင်းတို့ကကတော့ကပါတယ်ဇက်တက်ကြီးနေနေတာအဆုံးသက်သွားတယ်ဆိုပြီးစာတပိုက်ထင်းနဲ့အနှင်းချုပ်ထော်ရလိုက်တာပဲဖြစ်ပါတယ်ဒီနေ့လက်ရှိမြန်မာနိုင်ငံခင်းချင်းမှာဆိုလို့ရှိရင်လည်းဆရာနာရှိစနစ်ကိုစန့်ကျင်လာအောင်လှုံ့ဆော်တဲ့သူတော်လိုင်းဓမ္မတွေနိုင်ငံရေးဓမ္မတွေတော်လိုင်းအမှုပညာရှင်တွေအများကြီးရှိပေမဲ့ဆရာနာရှိစနစ်ကိုအမြင့်ပြတ်တိုက်ခတ်မဲ့လုပ်ငန်းရှင်ကိုစီစဉ်ညွှန်ကြားနိုင်မယ်သူတွေကရှားနေပါတယ်ဒီ challenge နဲ့ကပ်ညီနေတဲ့အတွက်ကျွန်တော်တို့ဖောက်ထွက်ချင်နေပါတယ်တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ဆက်လက်ပြီးတော့တပ်ဖွဲ့ကြီးတခင်တိုင်းတွေကဒီဆောင်ထဲမှာသူတို့ခေတုံကဘယံသူကိုအဓိကထားတတ်ကြမယ်ဆိုတော့အပေါ်ယံကျော်တယ်မကောက်ဘူး။တိတိကျကျလေးလေးနက်နက်နဲ့တင်ပြထားပါပဲ။တပ်ဖွဲ့ကြီးတခင်တိုင်းတွေကစန္ဒပြတောင်းဆိုတဲ့လူုံကြီးကိုကျွန်တော်တို့ရဲ့အဓိကယံသူကနေချင်းအင်္ဂလိပ်တွေဖြစ်တယ်။ကျွန်တော်တို့စင်နေရမယ့်တိုက်ပွဲကအမျိုးသားလူမျိုးရေးတိုက်ပွဲဖြစ်တယ်ဆိုတော့ထင်ထင်ရှားရှားဖော်ပြခဲ့ပါတယ်။ကျွန်တော်တို့လက်ရှိနိုင်ငံရေးမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့ရင်ဆိုင်ရမယ်ရန်သူစစ်စစ်ကဘုံရန်သူဖြစ်တဲ့စစ်အာဏာရှင်စနစ်ဖြစ်ပါလေဒီစစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့အတွက်ကိုကျွန်တော်တပ်ပေါင်းစုဖွဲ့စည်းနိုင်ငံရေးနဲ့စစ်ရေးသဘောတူညီမှုတွေလှုပ်ဆောင်နေရသလိုရှိရင်အနာဂတ်တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုကြီးလွမြောက်ပြီးတော့ကောင်းမွန်တဲ့စနစ်တစ်ခုကိုပုံမှန်နိုင်ဖို့အတွက်အဓိကလိုအပ်ချက်ဖြစ်ပါတယ်ကျွန်တော်တို့သွားမယ်ပန်းနိုင်နေဖြစ်ပါတယ်ဗျအဲ့တော့တပ်ပေါင်းကြီးတခင်တိုင်းတွေကဒီလိုတည်ဆနာတွေကိုဖြေရှင်းနိုင်မှုအတွက်သူဟာ စာပိုက်ထဲမှာစာထပ်ဖို့ညွှန်ကြားခဲ့ပါတယ်။သူညွှန်ကြားခဲ့တဲ့စာပိုက်ကလေးကိုကျွန်တော်ဖတ်ပြပေးရတယ်။ဒီတော့နိုင်ငံရေးသမားတွေရဲ့နိုင်ငံရေးလုပ်ကံကြားရမယ့်တောင်းရင်ဟာစာထပ်ဖို့ဖြစ်။စာထပ်သူပေါ်များတိုက်တွန်းဖို့ဖြစ်။စာထပ်သူဆိုတာကတာမန်အញ្ញံဖတ်သွားတယ်လို့ဆိုလို့စာကိုလေးလာစည်းပူးမှုကိုဆိုလို့ဒီစာထပ်သူကို ခမင်းစားရည်နဲ့ခံရတယ်။ခမင်းစားရည်အစာမကြေရင်လူကိုဥပတ်ရစေသည်။စာကိုကြေရမခတ်တဲ့ရင်အစာမကြေသူနဲ့အတူလူပင်ဖြစ်ပါသည်။အစာစားရတဲ့လည်းအားဖြစ်စေသည်။ဗီတာမင်ဩဇာတတ်များသော အစာကိုစားမှအရေးရောက်တဲ့ကဲ့သို့စားထက်သောအခါ၌လည်းဒနာရှင်စနစ်ကိုဖျက်နိုင်သောစာကိုဖတ်မှငါတို့အရေးတော်ကိုအောင်မြင်ဖြစ်၏။အဲ့တော့ကျွန်တော်တို့လက်ရှိ မြန်မာခေတ်ကတော်လှန်ရေးသမားတွေနိုင်ငံရေးသမားတွေအနေနဲ့လည်းစာရေးထပ်ဖို့လိုပါလေမြန်မာနိုင်ငံရေးသမားနိုင်ငံတကာရုံးအခြေအနေရန်သူစုအုပ်စုရဲ့ဗီဇာနဲ့အသွင်တရားလက္ခဏာတွေကိုသိရှိဖို့လိုပါလေတော်လှန်ရေးအောင်မြင်ပြီးတဲ့နိုင်ငံတွေရဲ့အခင်းကျင်းတွေကိုအတူယူပြီးတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံပဂတိအခြေအနေနဲ့ရှင်တွဲပေါင်းဆက်လေ့လာပြီးဤနာတိတိကျန်စားတဲ့မှာစာဖတ်တဲ့နေရာ၌လည်းကျွန်တော်တို့ကစကားတော့ကောက်အောင်ဘောဟာရကြွယ်အောင်ဖတ်ရုံမဟုတ်ဘဲနဲ့တကယ်တကယ် ကျွန်တော်တို့တော်လိုင်းအောင်ပွဲတကယ်ရဖို့ရိုအပ်တဲ့ညီညွတ်ရေးကိုတည်ဆောက်တဲ့ရိုအပ်ချက်တစ်ခုအနေနဲ့ကျွန်တော်တို့ကစာဖို့ဖတ်ရှိတင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဖောက်ထွက် channel ကနေတဖုံးကြီးတခင်သိပ္ပီရေးတဲ့နိုင်ငံတူတာဝန်ဆိုတဲ့စာအုပ်လေးကိုလေးလာရင်းအနေနဲ့တင်ပြလိုက်ရပြီဖြစ်ပါတယ်။ဒီစာအုပ်ကအကြောင်းအရာတွေလေးလာမယ့်အချက်တွေကအများကြီးကြန့်ရှိနေပါသေးတယ်။ဒါကြောင့်မို့လို့ရေဖို့လို့ဒီစာအုပ်လေးကိုလေးလာရင်းဆက်လုပ်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်။